ဒီနေ့ကျွန်တော်တို့တည်ထောင်ထားတဲ့ဒေါက်တာကိုလေး Health and Education Foundation ကနေစပြီးတော့ဒီမျက်စိအတွင်းတိမ်အခမဲ့ခွဲစိတ်ကုသခြင်းကိုဒီနေ့စတင်မှာဖြစ်ပါတယ်။ဒီနေ့လူနာ2ယောက်ခွဲပါမယ်။မနေ့ပြန်ကြလို့ရှိရင်လူနာ1ယောက်ခွဲပါမယ်။ဂျန်တဲ့ပတ်တွေမှာအားလုံးပေါင်းကျွန်တော်တို့8ယောက်ပေါ့။ပုံမှန်အနေနဲ့ဆိုရင်8ယောက်ခွဲဖို့စီစဉ်ထားပါတယ်။အခုဒီမှာဝန်ဆောင်ရာလေးတစ်ခုကတော့အလှူရှင်4ဦးပေါ်လာပါတယ်။အလှူရှင်4ဦးဆိုတာပထမ1ယောက်ကတော့ ျွန်တော်ရဲ့ဇနီးပေါ့သူကိုယ်လည်းလှူတာပါဒေါမြဆန္နာဝင်မှာသူကလူနာတယောက်စာကိုလှူပါတယ်နောက်တစ်ခါရန်ကုန်ကကျွန်တော်ရဲ့မိတ်ဆွေတယောက်ကသုံးသိန်းလှူပါတယ်နောက်တစ်ခုကတော့ဇီဖန်းဆေးကုမ္ပဏီကနေယူမှာဆေးသုံးမျိုးပေါ့ဒါဆေးသုံးမျိုးကိုသုံးလစာတည်တည်ဒီမျက်စိခွဲဆေးမဲ့လူနာတွေအတွက်ကိုခားမဲ့လူနာတွေအတွက်ကိုလှူပါတယ်နောက်တစ်ခုကတော့ကျွန်တော် software company နာမည်လေးမေ့နေတယ်ဒီဆေးလေးဒါလေးကခုမှအစ်စ်ဝင်တဲ့မျက်စိဆေးလေးပါအဲ့ company ကလည်းဆေးဆယ်ဘူးပေါ့ လို့လို့ရှိရင်လည်းသူတို့ထပ်လူပေးမယ်ပြောပါတယ်။အခုတရက်ဆာလည်းဆက်ပြောနေတာတော့ကျွန်တော်ရဲ့မိတ်ဆွေနှစ်ယောက်ပေါ့နော်။ဟိုစောက်လို့ရေးလုပ်ငန်းကုမ္ပဏီပိုင်ရှင်ကြီးလည်းဖြစ်တယ်။ဟိုရန်နာဆိုင်ပိုင်ရှင်လည်းဖြစ်တယ်။သူ့ရဲ့အမျိုးသမီးကလည်းပါတီကြီးတစ်ခုရဲ့ဥက္ကဋ္ဌဖြစ်ပါလေ။သူတို့တွေကလည်းဖေဖော်ဝါရီလလောက်ကြာလို့ရှင်ကျွန်တော်တို့မျက်စိလူနာ9ယောက်အဲနောက်ကျွန်တော်တို့စပြီးတော့လုံနိုင်အောင်လို့အတွက်အချင်းစည်းဖြတ်တဲ့လုပ်ငန်းအတွက်ကိုတိန်း30 သူတို့စပြီးတော့ဖေဖော်ဝါရီလတော့မှစပြီးတော့ထူထမ်းမှုအကြီးရထားရလေးလည်းရှိပါတယ်ဒါဝန်သားစရာပေါ့လေရွေကျက်ကတော့အဓိကကတော့ငွေကြေးမတက်နိုင်လို့မျက်စိမမြင်ရတော့ဘူးဆိုတဲ့ဟာကိုမဖြစ်စေချင်တာပေါ့လေဒီလိုမျိုးကုသတဲ့ခံမှာကျွန်တော်တို့အဖွဲ့အစည်းကပါတီနိုင်ငံရေးကိရှင်းတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်ဒါမှမဟုတ်ကုသတဲ့အချိန်မှာဘယ်လူမျိုးပဲဖြစ်ဖြစ်လူမျိုးဘာသာမရွေးပါတီနိုင်ငံရေးမပါဘဲနဲ့ဘယ်ပါတီရဟာပဲဖြစ်ဖြစ်ရုပ်ဆအဆုံးကျွန်တော်တို့ဆရာဝန်ကျင့်ဝတ်မှာပါလို့ ကိုယ့်ရဲ့ရန်သူတို့တောင်မှမိတ်ဆွေတို့သဘောထားပြီးတော့ကုသပေးရမယ်ဆိုတဲ့စကားအတိုင်းပဲအကုန်လုံးကိုကျွန်တော်တို့ကကုသပေးမှာဖြစ်ပါတယ်အလှငွေလှူဒန်းတဲ့ခါမှာလည်းမြည်သည့်ပါတီရဲ့အလှငွေပဲဖြစ်စေနော်မြည်သည့်အဖွဲ့အစည်းရဲ့အလှငွေပဲဖြစ်စေပြည်တွင်းအသံမကနိုင်ငံခြားပါဟိုလူတန်းပေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လက်ခံမှာဖြစ်ပါတယ်ဟို foundation လူနာဖြစ်တဲ့အတွက်ကြောင့်မလို့ပစ္စည်းကိုကျွန်တော်တို့ချိုးထားတာတခုမှမရှိပါဘူး ပုံမှန်စေကမ်းမှာသုံးတဲ့စေကမ်းမှာခွဲတဲ့လူနာတွေကိုသုံးတဲ့စံနှုန်းအတိုင်းပဲကျွန်တော်တို့ကအပြေးဝသုံးတာဖြစ်ပါတယ်မှန်ဘလူးဆိုလည်းခေါင်မှန်ဘလူးကိုသုံးတယ်ဓာရီအစတစ်ခါသုံးဓာရီသုံးပြီးလို့ရှိရင်လူနာတစ်ယောက်ကိုတစ်ချောင်းပေါ့နော်အဲ့ဒါလည်းသုံးပြီးလို့ရှိရင်ပြစ်လိုက်တဲ့ဓာရီဖြစ်ပါတယ်ဓာရီရမလို့လည်းကျွန်တော်တို့ရဲ့ခွဲစိတ်မှုနှုန်းကဟိုမြင့်တယ်လို့ပဲပြောရမှာပေါ့လေကျွန်တော်တို့ကဒီကုသိုလ်ပြည့်အခါမဲ့ပြုလုပ်တယ်ဆိုရင်လည်းဒီခွဲစိတ်တဲ့ကုသိုလ်ပြည့် foundation ရခွဲစိတ်တဲ့လူနာတွေအကုန်လုံးသုံးတဲ့ပစ္စည်းပစ္စည်းတွေမျက်စင်းနေရဆိုအကုန်လုံးကကျွန်တော်တို့စေကန်းကနေပုံမှန်လူနာတွေကိုခွဲစိတ်တဲ့နှုံထားအတိုင်းတစ်ခုမှမလျှော်ဘဲနဲ့အပြည့်အဝအသုံးပြုပေးထားရဆိုတာလေးတော့ပြောပြချင်ပါတယ်။ foundation လူနာတွေမှာတယောက်ကတော့နှစ်ဖက်စလုံးကိုလှုပ်ပြရမှာဖြစ်ပါတယ်။တစ်ဖက်ကအတွင်းတွေခွဲစိတ်မှုလှုပ်ပြရမှာဖြစ်တယ်။နောက်တစ်ဖက်ကတော့မြတ်သားတက်နေရပါတယ်။မြတ်သားတက်နေတဲ့ဟာကိုလည်း လူနာဘက်ကအသိအစင်မပြေတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီမြတ်သားမြတ်သားတက်တဲ့ဟာဆိုရင်ပုံမှန်လူနာဆိုရင်ကျွန်တော်တို့ကအဲသုံးသိန်းယူပါတယ်အဲ့ဒီဟာကိုလည်းကျွန်တော်တို့ကဒီနေ့ကုသပြလုတ်ပြလိုက်တာပေါ့နှစ်ဖက်စလုံးအမြဲအာယုံ ချွတ်တက်နေပြီးတော့မှ ကိုကိုကိုအားကိုးပြီးတော့သွားလို့မရတဲ့လူနာလိုဟာမျိုးကျွန်တော်တို့ကဦးစားပေးနေနေသွားပါတယ်နောက်တစ်ချက်ကတော့အသက်ကြီးတဲ့လူနာတွေပေါ်မှာလည်းကျွန်တော်တို့ကဂရုစိုက်ပြီးတော့လုတ်ပြပါတယ်အသက်ကြီးတဲ့ခံမှာ သူ့ရဲ့ဒီကြံရှိတဲ့အချိန်လေးကိုကျွန်တော်တို့ကဟိုမြင်အောင်လို့ပေါ့နော်ကောင်းကောင်းမွန်မွန်နဲ့သူသွားလို့လာလို့ရနိုင်အောင်လို့အတွက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ငွေကြေးဟိုမပြည့်စုံတာတခုတည်းမဟုတ်ဘူးလူနာရဲ့အသက်တခြားယောဂအခြေအနေလက်ရှိယောဂအခြေအနေဒါတွေကိုကြည့်ပြီးတော့မှကျွန်တော်တို့ကရွေးချယ်သွားတာဖြစ်ပါတယ်။ရွေးတဲ့အခါမှာလည်းကျွန်တော်တယောက်တည်းမရွေးပါဘူး။အလုံးနဲ့တိုင်ပြီးတော့မှဒီလူနာဖြစ်တဲ့နဲ့ဒီလူနာမဖြစ်သေးဘူး။အဲ့လိုတိုင်ပြီးဆုံးဖြတ်ပြီးမှရွေးချယ်တာဖြစ်ပါတယ်။ ဖွဲ့စည်းမှုမတိုင်ခင်စစ်ဆေးတာတွေတိုင်တာတာတွေစစ်ဆေးတာတွေအကုန်လုံးကတော့ခမ်းမင်းကြီးဆိုလို့ရှိရင်9000ပတ်ဝန်းကျင်တော့ကြာပါမယ်ဖွဲ့စည်းခါကတော့ကျွန်တော်တို့ကတိန်ချင်းစက်နဲ့ခွဲတဲ့အတွက်ကြောင့်မလို့ဟိုပစ္စည်းပစ္စည်းတွေကလည်းဈေးကြီးတယ်အကုန်လုံးကလည်းအကောင်းသားတွေကိုသုံးပေးထားတဲ့အတွက်ကြောင့်မလို့ခမ်းမန်းကုန်ကြဆိတ်က၈သိန်းလောက်ရှိပါတယ်ခွဲစိတ်ပြီးရနောက်စားရတဲ့စားစီတွေခွဲစိတ်မှုမတိုင်ခင်စားရတဲ့စားစီတွေခွဲစိတ်ပြီးရနောက်ထဲတဲ့မျက်စင်းတွေအကုန်လုံးကတော့ အားလုံးပေါင်းမယ်ဆိုလို့ရှိရင်နှစ်သိန်းကျော်ကျော်လောက်ရှိပါတယ်အဲ့တော့ဒီခွဲစိတ်မှု မတိုင်ခင်နဲ့ခွဲစိတ်ပြီးရနောက်စားရတဲ့မျက်စင်းစားစိတ်တွေအားလုံးတွေကတော့ကျွန်တော်တို့သုံးသိန်းပတ်ဝန်းကျင်လောက်ရှိပါတယ်အဲ့တော့ကျွန်တော်တို့ကအများဆုံးဖြစ်တဲ့ခွဲစိတ်က၈သိန်းကိုကျွန်တော်တို့ကနေပြီးတော့ထူထမ်းပေးတာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ကလည်းကျွန်တော်တို့ညီကို၄ယောက်ရဲ့လူအားနဲ့ရရှိထားတဲ့ရမုံငွေတွေကနေပြီးတော့မှပဲပတ်စင်ပတ်စင်ဟိုလာစင်လာစင်ကျွန်တော်တို့ပို့ပြီးတော့တိုးတက်အောင်လို့ မစိတ်ပေးသွားမှာဖြစ်ပါတယ်။ဘလောက်အောင်တို့မာရီယူအဲ့ညလုံးအောင်တို့အကျိုးကြောင်းလေးတွေဖြစ်လာတာကကျွန်တော်အဲ့ပုံမှာပါဝင်ဖြစ်လာတာ။အားလုံးပဲဆီဆူတယ်မှာ။သူလည်းအတွင်ရှိအောင်ကိုလည်းအတွင်ရှိအောင်အဲ့လိုမျိုးလေးပါဝင်ပင်ညာနဲ့ကုစုကောင်းမှုပြည့်နေတဲ့လူကြီးလူတိုင်းနဲ့လူကြီးများရပါစေလို့ဆုတောင်းပေးပါတယ်။ဒီသူဒီအကျိုးရဲ့လူလူတွေအကျိုးရဲ့ဆရတဲ့ဘူထမ်းတဲ့ဆရတဲ့ဘူ ဘူးကြီးထမ်းဆောင်နိုင်ပါတယ်လို့ကျွန်တော်တို့စီးတော့ပြပါတယ်လူသားနဲ့လူတွေပို့ပြီးလူသားနဲ့အောင် အားပေးထောက်ခံပြီးတော့ကျွန်တော်ပြောဆိုပါကြည့်လဲကြည်လင်သွားပါလေစိတ်ထဲလည်းပြောတော့ဗောနော်ငါသားတို့လည်းအနော်အမကြီးလည်းကောင်းပါပြီဆူတောင်းပါတယ်နော်ဟုတ်အားလုံးလည်းခေါ်ပါလေသားတို့သားတို့သားတို့ချမ်းသာချမ်းသာလို့ရင်းစားတာလည်းပြည့်စုံပါလေဒီစာပြပေါ်တော့တို့တဲ့တော့ရရလို့ရှင်းနေကြပါသေးတယ်ပထမတည်းလည်းပါကြလို့ဗောနော်အဲ့လိုဗောနော် အမတို့နေနေရတော့ဒီဟာလုတ်တဲ့အတွက်ဖေဖေကိုဂုံပြူတဲ့အနေနဲ့ဖေဖေဖြစ်စေခြင်းနဲ့ဟာပေါ့နော်ဖေဖေလှုပ်စေခြင်းနဲ့ဟာကိုလုပ်ပြတဲ့အတွက်ဝင်လဲတာတယ်ဖေဖေကိုတတိလဲရတယ်ဝင်လဲနေပေါ့နော်သူသူဖြစ်ခြင်းနဲ့ဟာကိုအကုန်လုံးမောင်နှမတွေအကုန်လုံးကျမတို့မောင်နှမ၄ယောက်လို့ဝိုင်းပြီးတော့လှုပ်ပြတဲ့အတွက်ဝင်လဲတာပါတယ်တတိလဲရပါတယ်လူနာတွေအတွက်လည်းပီတိဖြစ်ပါတယ်ပေါ့အဲကျွန်တော် တိတတ်တဲ့အချိန်ကလေးစာပေဖေဖေကသူ့မျက်စိဝေဒနာရှင်မျက်စိလူနာတွေအတွက်ပဲအချိန်ကိုပေးခဲ့တယ်။အဲအခုနောက်ဆုံးဖေဖေမဆုံးပါသွားခင်ထီလဲဖေဖေကဒီလူနာတွေအတွက်ပဲစိတ်ထဲမှာရှိခဲ့တယ်ပေါ့လေ။အဲ့တော့ကျွန်တော်တို့အနေနဲ့လဲဟိုကို့အဖေကိုလဲဖေဖေကိုလဲတတိတရာမှုဖြစ်အောင်နောက်ပြီးတော့ဖေဖေဖြစ်စေခြင်းရဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာမျက်စိဝေဒနာရှင်တွေအ ਨੇ ပါဆုံးဖြစ်အောင်ဆိုတဲ့ဆန္ဒရှိခဲ့တဲ့ဟာကိုလဲဖေဖေလဲသူဆောင်ရွက်နိုင်လောက်ဆောင်ရွက်ခဲ့လို့ကျွန်တော်လဲဖေဖေရဲ့ အမွေနှစ်ဖြစ်တဲ့ဒီပညာနဲ့လည်းဒီမျက်စိဝေဒနာရှင်တွေကိုကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကနေဆောင်ရွက်နေတဲ့နေသားလည်းဖြစ်ပါတယ်တကယ်လို့ဝမ်းသာခြင်းညှိမှုနဲ့နှစ်ပေါင်းများစွာလည်းဒီဟာဝေလောက်ခဲ့တဲ့အတိုင်းကျွန်တော်လည်းဆက်လက်ပြီးတော့လှုပ်ဆောင်သွားနိုင်မယ်လို့လည်းကျွန်တော်အနေနဲ့စဉ်းစားထားပါတယ် အမတို့ဘက်ကအကယ်၍ပေါ့နော်လိုလိုရာတွေလုတ်ပေးတာတွေမှာတတ်နိုင်ဆုံးတော့အကောင်းဆုံးဖြစ်အောင်တော့လုတ်ပေးထားပါတယ်ဒါပေမဲ့လိုအပ်တာများရှိလို့ရှင်လည်းအကုန်လုံးကခွင့်လွှတ်ပေးကြပါလို့အဲ့ဒါလေးလည်းပြောချင်ပါတယ်ရှင်ဟုတ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာဒီ foundation ကိုစပြီးတော့ဒီထောင်းတဲ့ခါမှာကျွန်တော်တို့ရဲ့ညီကိုလေးဦးရဲ့အဲမာတင်ဝင်နဲ့စာခဲ့တယ်အဲဒီပြင်ထပ်ပြီးတော့ထပ်လောင်းပြီးတော့ဒီစေတနာရှင်အလူရှင်တွေလည်းပေါ်ပေါက်လာပါတယ် ဒီစင်နာရှင်လူရှင်တွေကိုလည်းကျွန်တော်အနေနဲ့ကျေးဇူးအများကြီးတင်ပါတယ်။နောက်ပြီးတော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဖြစ်ရှင်ရဲ့ပေဖြစ်စေခြင်းနဲ့ဒီ foundation ဟာလည်းအထူးကကလုပ်ငန်းတစ်ခုလုပ်တဲ့ခါမှာငွေကြေးမပါလို့လည်းဖြစ်ပါဘူးရဲ့။ဒီငွေကြေးကိုကူညီပံ့ပိုးပေးနေတဲ့အလူရှင်တွေကိုလည်းအတိုင်းမတည်ဝန်သာကျေးဇူးပါတယ်။ရှေ့ဆက်ပြီးတော့လည်းထပ်မံပြီးတော့အလူရှင်များပေါ်ပေါက်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ foundation ကြီးကိုလည်းကူညီပံ့ပိုးပေးနိုင်ပါစေလို့လည်းဆုတောင်းပါတယ်ဗျာ။ ရင်တော့ဖေဖေကလာလို့ရှင်နှွင်နှွန်ပါတဲ့လူတွေအတွက်ဆိုရင်ကုသိုလ်လောက်တာများတယ်ပေါ့နော်သူတတ်နိုင်သလောက်ဟောက်ပေါ့အခုကျမတို့ကလည်းအဲ့လိုတော့စီစဉ်ထားပါတယ်စီစဉ်ထားဆိုတော့အခုဆေးကုမ္ပဏီတွေကိုပြောထားရရှင်တချို့ဆေးကုမ္ပဏီတွေကနေပြီးတော့ donation လေးတွေပေးတယ်အဲ့ခါကျရင်သူတို့ဆေးကုမ္ပဏီကပေးတဲ့ donation မှာလူနာတွေကိုပေးလိုက်တယ်ဆိုရင်လူနာတွေအနေနဲ့နောက်ဆက်တွဲဝယ်ရတဲ့ဆေးဘဝကမှာအဲ့ဒါကျမတို့ကအဲ့ဒါတွေကို short ပေးလိုက်တော့မှာ ရှော့ပေးလိုက်တော့အဲ့ဒီဟာကိုစေကုံကြီးကပေးထားတဲ့အတိုင်းပဲကျမတို့ကလူနာတဦးစီကိုအဲ့လိုမျိုးခွက်ခွက်ပြီးတော့ထည့်ပေးလိုက်မှာပေါ့သူတို့စေကုံကြီးကလည်းသူတို့တတ်နိုင်ဆုံးဆိုရင်တချို့ကုံကြီးကလည်း၃နာစာပေါ့နော်စေကုံကြီး၂ဦးတော့ရောက်နေပါပြီပေါ့နော်ဒီဆေးတွေကိုကျမတို့ကဒီဒီတပတ်တော့မမိသွားဘူးရှင့်အဲနောက်ပတ်ပေါ့နော်နောက်တစ်ပတ်ရှေ့ရက်နေ့ကနေစပြီးတော့တော့မိဖို့ပါဆိုသူတို့တော့ပြောထားတယ်ရှင့်သူတို့ကတော့စကားကန်လန်ထားပြီပေါ့အခါကြလို့ရှင့်သူလူနာတွေပေါ်မှာဟိုပေါ့ ငွေကြီးရသူတို့ဘက်ကလည်းယော့သွားမယ်ပေါ့နော်ယော့သွားတဲ့ခါကျတော့ جماعه တို့ဘက်ကလည်းရေရှည်တက်နိုင်ဆုံးဖြစ်အောင်လို့အအကုန်လုံးစီစဉ်ပေးထားလို့ရတယ်ရှင့်ဟုတ်ဟုတ်အအကုန်လုံးကပါဝိုင်းဝန်းပြီးတော့ပါပေးသွားလို့ရှင့်တော့ဒါအကုန်လုံးဒီဟိုပေါ့ခုနပြောလို့အခမဲ့ဆိုတာဖြစ်သွားနိုင်မှာပေါ့လေဟုတ်ဒီမောင်နှမ၄ယောက်ကနေပြီးတော့ဖေဖေကိုဟိုဂုံပြူတဲ့အနေနဲ့မှတ်တည်ပြီးတော့ဒီမောင်နှမ၄ယောက်ရဲ့ စူပေါင်းငွေနဲ့လုပ်တဲ့အတွက်ဖဖေရောကျမတို့မွေးထုတ်တဲ့ဖဖေရောမမေရောပေါ့နော်ရောက်တဲ့နေရာအနေပြီးတော့သူတို့ကုသိုလ်တွေရနိုင်ပါစေလို့ကျမတို့အဲ့ဒါလေးတို့ပါတယ်ဟုတ်အလို့ကျေးဇူးတင်ပါတယ်ရှင်အခုလာရောက်ပြီးတော့ကျမတို့ရှီမှာကုသနေတဲ့ဒီမျက်စိယောဂဝေဒနာရှင်တွေဒီလက်ဖဖေအများရန်ပြောပါတယ်ကျမတို့ရဲ့ထမင်းရှင်တွေပါဒီထမင်းရှင်တွေပေါ်မှာလဲကျမတို့ပြောမှဆိုမှရှိခဲ့တာ အမားလေးတခါလေးကြားအရန်လုံများလို့ပြောမဆိုများတွေလိုအပ်တဲ့အမားလေးတွေရှိရင်လည်းခွင့်လွှတ်ပေးပါလို့ကျမတို့ကတောင်းပန်ပါတယ်ကျမတို့ထမင်းရှင်တွေတောင်းပန်ပါတယ်ရှင်ကျေးဇူးလည်းအများကြီးတင်ပါတယ်